2021ခုနှစ်ဇန်နဝါရီ6ရက်ကအမေရိကန်လွှတ်တော်စီးနေတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး YouTube ကဒေါ်နယ်ထရမ့်ရဲ့အကောင့်ကိုရန်ဆိုင်ခဲ့ပြီးတဲ့နောက်သမ္မတဒေါ်နယ်ထရမ့်ကတရားစွဲဆိုခဲ့တဲ့အမှုကိုအမေရိကန်ဒေါ်လာ22တန်းနဲ့ကြေအေးပေးဖို့ YouTube ကသဘောတူခဲ့တယ်လို့စက်တဘာ29ရက်ကထုတ်ပြန်တဲ့တရားရုံးမှတ်တမ်းအရသိရပါဗျာ။ Google မိခင်ကုမ္ပဏီ Alphabet ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ online video platform ဖြစ်တဲ့ YouTube ဟာ Trump နဲ့ကြေးမှုရရှိတဲ့နောက်ဆုံးနှီးပညာကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်။ January 6ရက်နောက်ပိုင်းမှာ YouTube က Trump ရဲ့အကောင့်ကိုရန်ဆိုင်ထားခဲ့တာကြောင့် Trump ကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ American Dollar 22သန်းကိုအကျိုးမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်တဲ့ Traders for National Mall ကနေတဆင့် အိမ်ဖြူရောမှာထရမ့်ရဲ့နောက်ဆုံးစောက်လုပ်ရေးလုပ်ငန်းခွင်မှာအသုံးပြုသွားမှာဖြစ်ပါတယ်။အိမ်ဖြူရောမှာရှိတဲ့နိုင်ငံတော်ခမ်းမတည်ဆောက်မှုကိုထောက်ပံ့ပေးရတဲ့အတွက် National Mall ကိုပြန်လည်တည်ဆောက်တာ ထိမ့်သိမ်းထူထောင်တာတွေအတွက်ရည်ရွယ်ပြီး Trusted for National Mall ကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။